ကြမင်းရဲ့လူတော်ရတီထားကိုကိုွယ်ခွင်းရခဲ့တဲ့ပကံပြီကရွှေစည်းကုန်းဖျားဒီနေ့မှာတော့မြတ်စွာဘုရားရဲ့ညံရိုးတော်နဲ့အန်တော်လေးစုကိုဌာပနာထားခဲ့တဲ့အင်းဝရွှေပြီးပကံထားနေကရွှေစည်းကုန်းဖျားအကြောင်းကိုတင်းဆက်ပေးမှဖြစ်ပါရဲ့ရှင်ရွှေစည်းကုန်းလို့ပြောလိုက်ရင်မသိသူမရှိတော့အောင် ပကံပြီရဲ့ထင်ရှားဆုံးတကိုးကြီးဆုံးဖျားတစ်ခုဖြစ်နေခဲ့တယ်လို့ခင်းဝမင်းကြီးဆက်စိုးပူဇော်ခဲ့တဲ့အန်ကိုပါပြည့်စုံတော်မူတဲ့ဖျားတစုလေးဖြစ်ပါရဲ့ ရွှေစည်းကုပ်ဖျားကိုပကံမျိုးဟောင်းအရှိမြောက်ဖက်လိမ့်မိုင်ကန်ကွာညာဦးမျိုးနီမာတွေ့ရမှာပါညာဦးမျိုးစေးရဲ့အနောက်ဖက်မိုင်ဝဲခန့်ကွာမှာတော့သဲစီကုံပေါ်မှာတိထားတယ်ရွှေစည်းကုံဖျားကိုတွေ့ရမှာဖြစ်ပါတယ်အနောက်တောင်ရွှေရုံ ARR မြေကန်နှဖို့ရှိပေ950ကျော်ကန်ရှိလျာတယ်မဟာတတိုင်းကြီးကိုလည်းတွဲပြီးတော့မြင်တွေ့ရမှာပဲဖြစ်ပါတယ်တတိုင်းတွင်အကာရွယ်နေပါလာပြီဆိုမှတော့ ပကံပြည့်ရှင်မင်းတရားကြီးအနွယ်ထာနဲ့လည်းကင်းမမဖို့ဆိုတော့ကိုရှိမိကြမယ်ထင်ပါတယ်။ဒီပြားကိုပကံပြည့်အနွယ်ထာမင်းလက်ထက်မှာတီဟိုကျုံးပြင်ပထမဝီစီရပါဟုမင်းကြီးကုညီတာမို့ကြောင့်ရဟန်းတန်ဃာတော်များပြီးတဲ့ကသုံးဖို့ပြင်ကျန်းစာတွေကိုစင်ပြူတော်တစုနဲ့တင်မစေပြီးပို့ဆောင်ပေးစေခဲ့ပါတယ်။ပထမဝီစီရပါဟုမင်းဟာလည်းအနွယ်ထာမင်းရဲ့ကျေးဇူးကိုတုံ့ပြန်သောအားဖြင့် မြက်စွာဘုရား၏ဆွေတော်ဘွားကိုအနောယထာမင်းထံဓမ္မလက်ဆောင်ပြန်လည်ပေးပို့ခဲ့ပါရီအနောယထာမင်းကြီးအားလည်းဗုဒ္ဓဘာသာ ပို့ပြီးတော့ထွန်းကားစေဖို့စိတ်ကိန်းဝတ်နေခဲ့တာကြောင့်ချက်တော်ဆွေတော်ကို နန်းတော်ရှိယတနာပြတ်မှကိန်းဝတ်စေပြီးပူဇော်ဝတ်ပြုခဲ့ပါရီထို့အခါမင်းစရာဖြစ်သောရှင်အရဟံမထေရကတတော်အလုံးကိုးဝယ်နိုင်စေရန်စေဒီတီပါဟုမင်းကြီးအားအကြံပေးခဲ့ပါရီအနောယထာမင်းလည်းအရှင်အရဟံမထေရရဲ့အကြံဉာဏ်မှာ အလွန်လျော်ကန်သိမျက်တာကြောင့်စေရီတီပြီးတော့တီထားကိုးကွယ်ရန်ဆောင်ရွက်ခဲ့ပါရီမင်းကြီးအားဘလိုနေရာဘလိုဒေသမှာစေရီတီရမယ်မန်းသိချမသိတာကြောင့်စင်ပြူတော်ရက်ရအရက်ဒေသတွေသာစေရီတီမဲဆိုရင်အဋိဌံကိုပြုတ်ပြီးတော့စင်ပြူတော်ရဲ့ကိုပေါ်မှာဆွေတော်တင်ပြီးစေလွတ်စေခဲ့ပါရီမကြပါဘူးပကံပြည့်ရဲ့အရှိမြောက်ရဲ့ဥဒ္ဓဖ90กว่าဇေယဘုဟုခေါ်တွင်သောအောင်မြေရန်၌သင်းစည်းကုံတွင်ဝတ်လေတဲ့ တဲစည်းကုံတွေဝစ်လေတော့တင်းနေတီဖြစ်တာကြောင့်မင်းကြီးဟာများစွာ စိတ်မသက်သာဖြစ်လေတယ်။ရင်းဖြစ်ကိုတကြားမင်းသိတော့စိတ်မစင်းရဲစေရဲ့အိမ်မက်ပေးပေးထိုမြေကိုကြောက်မြေတီဖြစ်စေပေးတန်ပြားနေကုတ်ပေးတယ်လို့တမိုင်းစာအုံများ၌ဆိုရှိပါရယ်။ဒါကြောင့်မင်းစင်ပြတော်ဝိယတဲစည်းကုံမှာဆွေတော်မြတ်ကိုထာပနာထားပြီးစေတီတီတော်မူပါရယ်။ကောစာတက္ကရ420ခုတဘိုရင်းလာစင်းစေရဲ့ဇာတာပိနေမှာစတင်တိဆောက်ခဲ့ပြီး တရုတ်ပြည်မှာရတဲ့ညာစင်တုတစုနဲ့တရေခိတရားပြည့်ရှိဒုတိယပောင်မင်းကြီးတီထားကိုယ်ွယ်ခဲ့တဲ့နဖိုးသိန်းချစ်တော်တစုကိုလည်းဌာပနာထားခဲ့ပါသေးတယ်။ဒါကြောင့်ရှေးခေတ်ကဘယင်မင်းမြတ်တွေဆိုတာဟာတော်ယုံကုသိုလ်ကံနဲ့ပလင်ပေါ်လျှောက်လာတာမဟုတ်တလို့မြမမီဟာလည်းတရားမင်းလက်ခံရလောက်တဲ့အထိတန်ရှင်းခဲ့တယ်ဆိုတာအထင်သာမြင်ရမှာပဲဖြစ်ပါရဲ့ရှင်။